င်္ဂလာပါနည်းနည်းလေးနောက်ကျသွားပါတယ်ပထမဆရာတော်ဒီဒေါက်တာနန္ဒမာလာပြင်ဝင်သားရဲ့ပထမမြတ်ဒေသနာကိုဆက်လက်ပြီးတော့မှာဖတ်ရှုပူဇော်မှာပဲဖြစ်ပါတယ်ဒီနေ့ကတော့အာရမဏပစ္စည်းရောအကြောင်းရောက်သွားပါပြီဆရာတော်ဒီဒေါက်တာနန္ဒမာလာပြင်ဝင်သားရဲ့ပထမမြတ်ဒေသနာတော့ ။ဤကြတော့ဘုဖတ်ရှုပူဇော်ခွင့်ပြုပါရန်ဆရာတော်ကြီးအားလူသည်လေးမြတ်စွာရှောက်ထားအပ်ပါသည်ဗျာ။အာရမဏဖြစ်စီရောအာရမဏဖြစ်စီရောကိုပစ္စယနိဒေတာပါဠိတော်မှာအပြည့်ဆုံးဟောထားတယ်အာရမဏဖြစ်စီရောဆိုတဲ့နေရာမှာအာရမဏဆိုတာက အာလာရောက်ပြီးရမဏမွေလျော်တယ်။လူဒီရဲ့စိတ်ဟာစိတ်လိုပြောလာရင်စိတ်တသိမ့်လည်းပါတယ်လို့မှတ်ထားရမယ်ပေါ့နော်။ဆာယာအာယောစီကိုတွားရောက်ပြီးတော့မှပြောမွေးကြတယ်။အာယောမရှိဘဲနဲ့လူရဲ့စိတ်ဟာဘယ်တော့မှမဖြစ်ဘူး။နေ့စဉ်နဲ့အမျှလူဒီရဲ့စိတ်ဟာအာယောပေါ်မှာမှီပြီးတော့ဖြစ်တယ်။လူစိတ်ရဲ့အဓိကအကြောင်းတရားတစ်ခုဟာ ဘာလဲဆိုရင်တော့ဒီအာရမဏပစ္စည်းပဲဒီအာရမဏကိုပဲအတိတ်ပဲဓမျိုးနဲ့ပြောရင်အာလံဘဏဆွဲကံရလို့ပြောတယ်စိတ်ဟာဘာနဲ့တူလဲဆိုလို့ရှိရင်မတန်ဆွမ်းတဲ့သူနဲ့တူတယ်မတန်ဆွမ်းတဲ့သူတယောက်ကကျိုးရံတို့ဒုတ်တူကိုအမိပြုတ်ပြီးမှ ထတို့ရဲ့လို့ရတယ်တော့မဟုတ်ဘူးဆိုရင်တော့သူဟာမထနိုင်ဘူးစိတ်ဟာလည်းအာယုံကိုမှီတွယ်ပြီးမှသာထနိုင်တယ်အာယုံမရှိဘဲနဲ့စိတ်မဖြစ်ဘူးအထကရာဆရာဥပမာပေးထားတဲ့အတိုင်းဆိုရင်တော့တောင်ဝေကျူရန်ဆွဲကင်လှမ်းလျက်မဆွမ်းလူမှာထရရှာသူတဲ့ဒီမတန်ဆွမ်းတဲ့သူဟာကျူရန်ကိုဆွဲပြီးထရရတယ်လို့ ခွန်ပြအမှတ်ဝိညာဉ်ဓာတ်တို့ဆိုတော့မြင်သိစိတ်သက္ကဝိညာဏဓာတ်ဈာတိစိတ်သောတာဝိညာဏဓာတ်နန္တိစိတ်ကာနဝိညာဏဓာတ်ရေတိစိတ်ဇေဝဝိညာဏဓာတ်ထိတိစိတ်ကာယဝိညာဏဓာတ်မြင်သိစိတ်ဈာတိစိတ်စသီတို့ရဲ့ရှေ့နောက်ဒီမှာဖြစ်တဲ့မနောဓာတ်နောက်ပြီးတော့တွေးပြီးတည်တဲ့မနောဝိညာဏဓာတ်ဆိုပြီးတော့ပါ ဝိညာဏဓာတ်ခုနှစ်ပါးဖြစ်ကြတယ်။ဝိညာဏဓာတ်ဆိုပြီးတော့ဗာဖြစ်လို့ဓာတ်ဆိုတဲ့စကားလုံးကိုသုံးလဲဆိုတော့ဓာတ်ဆိုတော့ဇီဝမဟုတ်ဘူးတတ္တဝမဟုတ်ဘူးအတ္တမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ။ဓာတ်ရဲ့အဓိပ္ပာယ်ကကိုယ်တဘောကိုဆောင်နေသူ့ရဲ့တဘာဝတသက်ဖီနိုမီနန်တသက်ပဲလို့ပြောတာဒါကြောင့်မလို့ က္ခုဝိညာဏဓာတ်သောတာဝိညာဏဓာတ်စသဖြင့်စိတ်တွေကိုခေါ်တာဓာတ်နဲ့ဖွဲ့လိုက်တဲ့အခါကျတော့ခုနှစ်ခုရတယ်စက္ခုဝိညာဏဓာတ်သောတာဝိညာဏဓာတ်ကာဏဝိညာဏဓာတ်စိဝဝိညာဏဓာတ်ကာယဝိညာဏဓာတ်မနောဓာတ်မနောဝိညာဏဓာတ် ဒီလိုခုနှစ်ပါးရတယ်ဝိညာဉ်ဓာတ်တို့ဆွဲမှတ်မျိုးရှုမိရာမှုဖြင့်ကျေစုပြုညာအာယုံ၆ပါးပြည့်စည်တရား၎င်းလို့အာယုံ၆မျိုးကိုအာရမဏပြည့်စည်ရောလို့ဆိုတယ်ဒုရီရဲ့တဏ္ဍာမနေ့စဉ်နဲ့မြဘယ်ချင်းဖြစ်ဖြစ်တရေဒီလာတဲ့ချိန်ကစပြီး နောက်ဆုံးစိတ်ဖြစ်သည့်အထီအောင်အာယုံနဲ့ကင်းတယ်လို့မရှိပါဘူးအိတ်နေတဲ့အချိန် ဘဝင်စိတ်ဖြစ်နေချိန်မှာလည်းအာယုံရှိတယ်။သို့တော့သူအာယုံဒီပိဿုပ္ပံအာယုံမျိုးမဟုတ်ဘူး။ဘဝင်စိတ်နဲ့လည်းအာယုံဖြစ်တယ်။ဘောရတရားတော်ရမှာလူမှာအတိစိတ်ရှိနေရင်အာယုံမဲ့စိတ်ဆိုတာမရှိနိုင်ဘူး။တချို့က unconscious စိတ်ဆိုတာအာယုံမဲ့နေတဲ့စိတ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်။မရှိနိုင်ဘူး။ဆိုင်ရာဆိုင်ရာအာယုံလေးတွေတော့စိတ်ထဲမှာရှိနေတာပဲ။ အာရမဏတတ္တိကကျေစုပြုတယ်သို့တော့စိတ်ကလေးရဲ့တိမ်မွေးမှုနဲ့ပြင်းထန်မှုဒီလိုရရှိတယ် level တို့ degree တို့တော့ခွာတာပေါ့လေထိုစိတ်ရဲ့လှုပ်ရှားမှုဟာအရှိန်အဟုန်ချင်းတော့ခွာတယ်ပေါ့လူတွေဟာအသက်ရှူနေတာဟာဘဝရဲ့စိတ်ကြောင့်ဖြစ်တာဘဝရဲ့စိတ်ကြောင့်ရှူတာ ဘဝင်စိတ်ဖြစ်နေလို့အသက်ရှင်မှုဖြစ်နေတယ်လို့ဒီလိုပြောတာဒါကြောင့်မလို့အာနာပါနာဟာစိတ်တစဝါရောတက်စိတ်ကြောင့်ဖြစ်တဲ့ဝါရောတက်လို့ဒီလိုပြောတာပါအဲ့တော့အသက်မရှူဘဲတောင်မှအသက်မရှူမှတောင်မှဒီစိတ်ဆိုတာဟာလုံးဝချုပ်သွားတယ်လို့ပြောလို့မရဘူးတိမ်တိမ်မှုမှုဖြစ်သွားတယ်စိတ်မျိုးဖြစ်လာတဲ့အခါမှာအသက်ရှူရသွားတာမျိုးပါလည်းရှိနေတတ်သေးတယ် အသက်ရှူရသွားတော့လည်းပဲကံစားရုပ်တည်ရှိနေတဲ့မြားလူဟာမသေးသေးဘူးဒီလိုပြောလို့ရတယ်။ကံစားရုပ်နဲ့ကံချမ်းဖြစ်တဲ့စိတ်ကဆက်လက်ရှင်သန်နေသေးတဲ့မြားလူရဲ့ဘဝအဆုံးမသတ်သေးဘူးကံစားရုပ်တွေအဆုံးသတ်သွားပြီဆိုရင်တော့ကံချမ်းဖြစ်တဲ့ဒီပရိသတ်လေးစိတ်ဂဝင်စိတ်ဆိုတာလေးကလည်းအဆုံးသတ်သွားပြီးတော့နောက်ဆုံးသုတိစိတ်ချုပ်ပြီးတော့ဘဝတစ်ခုအဆုံးသတ်သွားတယ် လူတစ်ဘဝစလာတဲ့အချိန်တုန်းကပထမဆုံးစိတ်ကလေးကိုပဋိသတ်တွေစိတ်လို့ခေါ်တယ်။အဲ့ဒီပဋိသတ်တွေစိတ်ဟာဘယ်လိုနဲ့ရှင်တွဲလာလဲဆိုရင်ကံစားယုံနဲ့ရှင်တွဲလာတယ်။ကံစားယုံနဲ့ပဋိသတ်တွေစိတ်တို့ပြန်တူဖြစ်လာတယ်။အဲ့ဒီအချိန်မှာအချင်းချင်းအပြန်အလှန်မိကိုပြီးပြန်တူဖြစ်လာတယ်။ဒါယုံနဲ့ရှိတဲ့ပုံတွေမှာဖြစ်တာ။လူပုံကို OTP ပြောင်းမယ်ဆိုရင်မိခင်ရဲ့ဝမ်းထဲမှာကလလရည်ကြီးစပစ်တဲ့အချိန်မှာ ပတိတတိစိတ်ရဲ့ထိုတတိစိတ်မှာရှင်နေစေတသိရဲ့ဓာတ်တစ်ပိုင်းရှင်တွဲလာတဲ့ကံစာယုတ်ကယုတ်30ယုတ်30ဆိုတာကကာယတတကကလတ်ယုတ်10ခုဘာဝတတကကလတ်က10ခုဝိတုတတက10ခုဆိုပြီးယုတ်ပေါင်းက30အဲ့ဒီယုတ်ပေါင်း30နဲ့ရှင်တွဲပြီးတော့ပတိတတိစိတ်ဖြစ်လာတယ်ဒီကံစာယုတ်ကပတိတတိစိတ်ဖြစ်ပေါ်လာတာနဲ့တပြိုင်တည်းကံရဲ့ဆွမ်းအားကြောင့် ပဋိသတိစိတ်ရဥပခဏမှလည်းဖြစ်တယ်နောက်ဒီခဏမှလည်းအတိဖြစ်တယ်ဘင်းအခိုင်မှလည်းအတိဖြစ်တယ်စိတ်ဖြစ်တိုင်းဖြစ်တိုင်းစိတ်ကြောင့်ဖြစ်တာမဟုတ်ဘူးစိတ်ဖြစ်တိုင်းဖြစ်တိုင်းသူဟာကံစွမ်းအားနဲ့တွားနေတာဖြစ်တယ်။စိတ်တစ်ခုမှာသူက၃၅၃၅ထက်ထက်ဖြစ်တယ်။ကံစားရုပ်ကထက်ဖြစ်တာ။စိတ်တစ်ခုမှာခန္ဓာငယ်၃ခုရှိတယ်။ဝိမတ်ပေါ့နော်။ဥပ္ပယတိရဲ့ဘင်းရဲ့ ရက်စကားလို့ပြောမယ်ဆိုရင်တော့ဖြစ်တည်ပြတ်ပေါ့နော်ခဏလေးရက်တန်တဲ့သဘောနဲ့ခဏလေးရက်တန်တဲ့သဘောရက်ပြတ်သွားတာရယ်ဖြစ်တာရယ်ဖြစ်တာရယ်ခဏလေးရက်တန်တာရက်တန်နေဆိုတာဒီနေရာမှာအကြိုက်မဟုတ်ဘူးပေါ့နော်ဒီခဏတော်မူပါတညီတယ်ပဲအဲ့တော့ပို့ပြီးမှတ်လို့လွယ်အောင်ပြောရမယ်ဆိုရင် second second ဆိုတာထက်တော့ပို့ပြီးတို့တယ်ဒီလိုတော့မှတ်ထားရမယ်ပေါ့နော်အဲ့တော့တစ်စက္ကန့်အတွင်းမှာစိတ်ဟာကလေးတသိန်းလောက်တောင်ဖြစ်ပြနိုင်လားအောင်လင့်မြင်တယ် ဲ့တော့နားလည်လွယ်အောင်စက္ကန့်နဲ့ပဲဥပမာပေးပြီးပြောကြည့်မယ်30စက္ကန့်ဆိုပါစို့ဆိုပါစို့ဆိုတာ30စက္ကန့်မဟုတ်ဘူးเนาะ30စက္ကန့်ထက်အလွန်ကိုတူတော့ပါတယ်နားလည်လွယ်အောင် ပြောရတာဖြစ်တယ်30စက္ကန့်ဆိုပါစို့စိတ်ကလေးတစ်ခုက30စက္ကန့်အသက်ရှိတယ်ဆိုရင်ဖြစ်တာက10စက္ကန့်တီးနေတာ10စက္ကန့်ပြသွားတာ10စက္ကန့်အဲ့တော့30စက္ကန့်30စက္ကန့်30စက္ကန့်တိုင်းမှာကံစားရုပ်တရားအတိအတိဖြစ်လာတယ်ဒီလိုနားလည်ကြည့်မယ် ၃ဆက်ခန့်မကြာဘူးเนาะ၃ဆက်ခန့်တည်းအလွန်အလွန်တိုးတဲ့အချိန်ဖြစ်တယ်ပဋိတတ်တွေစိတ်ကလည်းသူ့အာယုံနဲ့သူလာတယ်ဒီအာယုံကအတိတ်ဘဝကလာတဲ့အာယုံဒီကနေ့တိတ်ဘဝမှာမြင်ခဲ့တဲ့အာယုံကိုအကြောင်းပြုပြီးတော့ကိလေသာရဲ့အစွမ်းနဲ့ကံကတွန်းတော့လိုက်လို့ဘဝအတိတ်တစ်ခုရလာတာကံကဖန်တီးပေးလိုက်တယ်အဲ့ဒီကံရဲ့အရှိန်မကုန်မခြင်းဒီကံစားရုပ်တွေကဆက်လက်ပြီးတော့ဖြစ်နေတယ်ဒီလိုပြောတာ အဲ့လိုသူကစိတ်နဲ့ရှင်တွဲပြီးတော့လာတယ်နောက်ပိုင်းကျတော့ပဋိသတ္တိစိတ်တင်မကဘူးတခြားစိတ်တွေကပေါ်လာတယ်အဲ့ဒီစိတ်တွေကဘဝရဲ့နောက်ဆုံးချိန်ရောက်သည့်ထိအောင်သွားနေမှာပဲဒါဘယ်သူ့အချိန်နဲ့သွားနေတာရောဆိုကံအချိန်နဲ့သွားနေတာကံကရှိသေးလားဆိုရှိတော့ဒီဘဝအတိတ်လောက်တာကအတိတ်ကံပဋိသတ္တိကို ဖြစ်စေတဲ့ကံချုပ်သွားပြီမရှိတော့ဘူး ဘာဥပမာနဲ့နားနဲ့လို့ရလဲဆိုရင် မျိုးစီလေးတစ်ခုနဲ့မျိုးစီလေးတစ်ခုမြေကြီးထဲချဆဆိုင်လိုက်တော့အမြင့်ထွက်အမြင့်ကလေးဆင်းအညောက်ကလေးထွက်အစီလေးကပုတ်သွားဘာကြံရင်လဲဆိုအမြင့်နဲ့အညောက်ကြံရင်တယ်ဒီအမြင့်နဲ့အညောက်ကနေပင်စီကြီးဖြစ်လာဘယ်သူကထိန်းထားလဲမြေနဲ့ရာထိန်းထားတယ်အဲ့တော့ပင်ကိုပောက်ွားစေတဲ့မျိုးစီလေးကရှိသေးလားဆိုမရှိတော့ဘူးဒီလိုပဲလူရည်ရဲ့ကံကဒီတည်းစိတ်ကိုချပေးတယ် ခြာပေးလိုက်တဲ့ကံဒီမရှိတော့သို့တော့ဘယ်သူတွေကဆက်ပြီးထိန်းသားလဲဆိုဒီ Facebook ပန်းအာယုံတွေတို့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တို့ဘုဒ္ဓကြောင့်ဖြစ်တဲ့ရုပ်တို့အာဟာရကြောင့်ဖြစ်တဲ့ရုပ်ဒါတွေကနေဆက်ထိန်းသွားတယ်ကံစားရုပ်ကအချိန်မကုန်မချင်းဒီရုပ်တွေနဲ့ဆက်သွယ်ပြီးတော့နောက်ဆုံးစုတည်တဲ့အထိဖြစ်တည်တည်အောင်သွားနေတယ်စိတ်ဆိုရင်ပဲစိတ်ပဲဖြစ်ဖြစ်အာယုံနဲ့ကင်းပြီးဖြစ်တဲ့စိတ်ရလို့မရှိဘူး ဒါကတော့ကျန်းငယ်ရဒီလိုမှန်မယ်စိတ်ရှိရင်အာရုံရှိရဆိုတာသိချမှတ်ရမယ်အင်တန်တိမ်မွေးတဲ့အာရုံကိုလည်းစိတ်ကယူတယ်စိတ်ကတိမ်မွေးနေရင်အာရုံကလည်းတိမ်မွေးနေတယ်လို့ပဲမှတ်ရမယ်တခါတလေစိတ်မရှိတော့ဘူးလို့ထင်ရလောက်အောင်တိမ်မွေးနေတာမျိုးလည်းရှိတယ်သို့တော်လည်းပဲရှိနေတယ်ဥမာအိပ်ပျော်နေတဲ့အချိန်မှာဘဝင်စိတ်ဖြစ်တယ်အာရုံမရှိဘူးလို့လူကထင်နေထင်နေလိုက်မယ်လူကတော့မသိဘူးမသိသည့်အတွက်ကြောင့် အန်ကွန်ရှက်တို့ဘာလို့ပြောတာပေါ့ဒီပဝင်စိတ်ဆိုတာယခုပိစုံပန်အာယုံနဲ့ဘာမှမဆိုင်ဘူးသူကကံရဲ့ဆွမ်းအားကြောင့်အတိတ်အာယုံနဲ့သွားတာအဲ့ရောအာယုံကင်းတဲ့စိတ်စီတသိဆိုတာမရှိဘူးလို့မှတ်ပါအဘိဓမ္မာမှာအာယုံ6မျိုးရှိတယ်အာရမဏပိစင်ရောမှာနားလည်ဖို့အာယုံ6မျိုးဆိုတာကိုပြတာဖြစ်တယ်ရူပယုံတတယုံကံယုံရတယုံဖဋ္ဌပယုံဓမ္မယုံရူပယုံဆိုတာကမျက်စိကမြင်ရတဲ့အစဉ်အာယုံ နားကကြားရရင်တတ်တာယုံနှာခေါင်းကအနက်ခန္ဓာယုံလျားနဲ့ရက်တည်ရရင်အရတာဝရတာယုံခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတည်တာဆိုပြောသဘောမာသဘောပထဝီသဘောပေါ့နော်အေးတဲ့ပူတဲ့တေဇောရဲ့သဘောလှုပ်ရှားတဲ့တွန်းငန်တဲ့ဝါရောရဲ့သဘောအဲ့ဒါကိုဖွတ်ထပါယုံတီတွေ့စီရအာယုံဉာဏ်နဲ့အာယုံမှန်သမျှအဲစိတ်ဆိုတဲ့အာယုံကအနိဗ္ဗာန်အာယုံကပေါ့နော်ဉာဏ်နဲ့ ရုပ်တရားအာယုံတွေအဲ့ဓာတွေအကုန်လုံးပေါင်းပြီးတော့ဓမ္မယုံဒီလိုခေါ်လိုက်တယ်။ဓမ္မယုံဟူရာမှာမျက်စိနားနှာခေါင်းရှာကာယအခြေရုပ်တွေဒီကာယအခြေရုပ်တွေမှာထင်လာခြင်းမရှိတဲ့ရုပ်တွေစိတ်အာလုံးစေတသိက်အာလုံးနိုင်တဲ့ပြည့်ညတ်တွေပါတယ်လို့ဒီဓမ္မယုံထဲမှာဒါတွေပါတယ်ပေါ့။ပဒါရယုတ်တွေမှာထင်လာတဲ့အာယုံကတမျိုးဆိုပါစို့ရူပယုံဆိုတာသကုပဒါရယုံမှာ ထင်လာတဲ့အာယုံကိုကောရကန္နာယုံဆိုတာကာလပတာရယုံမှာထင်ဟန်လာတဲ့အာယုံရတာယုံဇေဝပတာရမှာထင်ဟန်လာတဲ့ဖထပါယုံကာယပတာမှာထင်ဟန်လာတဲ့ဒါတွေမထင်ဟပ်ပဲနဲ့စိတ်နဲ့တွေ့တဲ့အာယုံတွေဒါတွေအကုန်လုံးကိုတော့ဓမ္မယုံအဲ့တော့အာရမဏပစ္စည်းကိုမြတ်စွာဘုရားကဟောတဲ့အခါမှာရူပါရတဏံရူပါယတဏံသက္ကဝိညာဏဓာတုယာတန်သမယုတ်တကနိသဓမ္မနာအာရမဏပစ္စည်းနာပစ္စည်းယောဆိုပြီးတော့ စကုပ္ပတာကိုမိမိရူပယုံကိုအာယုံပြုလို့ဖြစ်တဲ့စိတ်ကိုအဓိကထားပြီးမြတ်စွာဘုရားကဟောတယ်ရူပယတနအစဉ်အာယုံလို့ခေါ်တဲ့ရူပယတနသည်စကုဝိညာဏဓာတုယစကုဝိညာဏဓာတ်အာဖြင့်၎င်းတန်သမြုပ်တကနံထုစကုဝိညာဏဓာတ်နဲ့ရှင်းတဲ့ဓမ္မနံစေတသိက်တရားအာတို့အာ၎င်း အာရမဏပိစိယနာအာရမဏပိစယာတတ္တိပြင်ပစ္စယဥပါကရတောကျေစုပြုတတ်သည်ဟောဒီဖြစ်၏ဆိုလိုတာကမြင်သည့်စိတ်ပေါ်လာတာရူပယုံမဖြစ်ဘဲပေါ်လာလို့မရဘူးဆိုပါစို့မီဂက်စ်မီချစ်တဲ့အမိတော်လေးပေါ်လာတာဖိချစ်မှုဆိုတာမရှိဘဲနဲ့မပေါ်ဘူးသူ့ဘာသာမိချစ်လေးတိုင်းထားမထောက်ဘူးမီအဲ့တော့အကြောင်းတစ်ခုထပ်ထည့်ရတယ်လူတယောက်ကဖိပြီးချစ်နိုင်မယ်ထဲထဲမှာလည်းဂက်စ်ကလည်းရှိနေတယ်အဲ့တော့အကြောင်းတရားတွေစုံသွားတယ် condition တွေစုံသားပြီးဆိုတော့မိတော်လေးပေါ်လာတယ်ဒီနေရာမှာလဲစကုပတာရဆိုတဲ့ပတာရယုံမှာရူပယုံဆိုတဲ့အာယုံနမိတ်လာထင်တယ်ထင်လိုက်တာနဲ့တကယ်နဲ့တဲ့စကုဝိညာဉ်စိတ်ပေါ်လာတယ်ဒီစိတ်ကိုဒသနာစိတ်မြင်စိတ်လို့ပြောတာမြင်နေဆိုပေမဲ့လည်းသူဘာမြင်နေဆိုတာသူကမသိနိုင်သေးဘူးဥမာပန်းပွင့်လေးတစ်ပွင့်ကြီးလိုက်လို့ပန်းပွင့်လေးနဲ့မျက်စိတိုက်ဆိုင်သွားတာလေဒီပန်းပွင့်ဆိုတဲ့အာယုံရယုံမှုကိုမြင်နေ အဲတကယ်မြင်တယ်လို့ပြောနိုင်တဲ့အစင်ကတော့စိတ်ပေါင်းများစွာဖြစ်ပြီးမှပြောလို့ရတာဒါကြောင့်ဒီမြင်သည့်စိတ်လေးကဘာမှမသိသေးဘူးဆိုလိုတာကအမြင်တကားကိုစဖွင့်လိုက်တဲ့သဘောလောက်ပဲရှိသေးတယ်သူဘာမှမသိသေးဘူးပေါ့ဆိုတော့အင်တန်အားနဲ့နေတယ်ဒါစိတ်ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်စက္ကဝိညာဉ်စိတ်ကရူပယုံကိုမြင်တယ်လို့ဆိုတာဟာပိစုံပန်ရူပယုံကိုမြင်တာပိစုံပန်ဆိုတာလောလောဆယ်ဖြစ်တဲ့အကြောင်းကိုဆွဲပြီးတော့ဖြစ်လာတာဥမာ အဲပန်းဝင်တဲ့တွင်ကိုမြင်နေဆိုရင်ပန်းဝင်လေးတွင်ဒီပဲမလာပြီးရော reflect ဖြစ်လဲမျက်လုံးထဲမှာအဲတော့မျက်လုံးထဲမှာဖြစ်လာတာဒီတိုက်ခိုက်မှုတစ်ခုအဲတော့စီကိုဒုတ်တူလေးနဲ့ရလိုက်တဲ့ကအသင်ထွက်လာတယ်လို့ပဲဒီစင်းအာယုံလေးကမျက်စီကိုလာပြီး reflect ဖြစ်လိုက်တာနဲ့တကြမ်းနဲ့တည်းသူကအသည့်စိတ်ကလေးဖွာကနေပေါ်လာမယ်။တမန်အားဖြင့်ကြည့်မယ်ဆိုရင်ရူပါယုံကမျက်စီကိုလာတိုက်တာဘာမှမဖြစ်လာဘူးကြီးလို့ထင်ောက်တင်မယ်။ဒါဟာထိခိုက်မှုလေးပဲ။ အာယုံကဒီမှာလာထင်ဟတာတိထိခိုင်မှုအင်တန်သိမ်မွေ့တဲ့ထိခိုင်မှုပင်ဖြစ်စေကမူမြင်သိစိတ်ကိုပေါက်ဖွားစေနိုင်တယ်ဒါဟာမြင်သိစိတ်စကုဝိညာဉ်စိတ်ကဲသူကဘယ်မှာရှိလဲဆိုရင်စကုပလာရာယုံမျက်လုံးထဲမှာရှိတာလားလာပြီးတိုက်တဲ့ရူပါယုံထဲမှာရှိနေတာလားဆိုတော့ဘယ်မှာမှမရှိဘူးဘလို့ဥမာနဲ့နားလည်လို့ရလဲဆိုရင်စီရိုလေးကိုတုတ်ကလေးနဲ့နှက်လိုက်တဲ့အခါမှာမိတဲ့အတန်ဒီစီထဲမှာရှိတာလား သုံးဖို့တော့ထဲမှာလာမိမယ်ဆိုစီထဲမှာလည်းမရှိဘူးထုတ်ထဲမှာလည်းမရှိဘူးဒါပြင်ပဲနေရာကရောက်လာတာတုံးဆိုစီနဲ့ထုတ်နဲ့ပေါင်းဆက်မိသွားလို့ထိခိုက်တဲ့စွမ်းအင်ကြောင့်ပေါ်လာတဲ့အတန်မြတ်တာဖြစ်တယ်ဒီတော့ဆက်ကုဝိညာဉ်စိတ်ဟာပဲမမရှိနေတာမဟုတ်ဘူးအစင်းအာယုံနဲ့မျက်စိထိခိုက်မှုကြောင့်ပေါ်လာတယ်ဆိုတာဘယ်လောက်ထင်ရှားလဲအဲ့တော့ပန်းလေးတစ်ဝင်းကိုကြည့်လိုက်တယ်ဒီပန်းလေးဟာမျက်လုံးကိုလာပြီးတော့ထင်ဟလိုက်တာဟာထိခိုက်လိုက်တာ ဒီတိခိုက်မှုဆွမ်းအားကြောင့်မြင်သိစိတ်ဆိုတဲ့စိတ်ကူဝိညာဉ်လေးပေါ်လာတယ်။တစ်ခါထိတစ်ခါပေါ်မယ်နှစ်ခါထိနှစ်ခါပေါ်မယ်ပေါ်ပြီးပြောက်သွားပြီ။ဘန်းလို့သူကမသိဘူးသို့တော့မျက်စိထဲမှာလာပြီးထင်ဟလိုက်တာကိုဒီစိတ်ကူဝိညာဉ်စိတ်ကယူလိုက်တယ်။ရူပါယုံကမျက်စိမှာလာပြီးတော့ထင်ဟမှုမရှိဘူးဆိုရင်မြင်သိစိတ်မပေါ်ဘူးပေါ့။ဒါကြောင့်ရူပါယုံကစိတ်ကူဝိညာဉ်စိတ်မြင်သိစိတ်ပေါ်ဖို့ရသူကကြီးမားတဲ့ဆိုင် တတ်တီလေးကိုပေးလိုက်တာရူပါယုံကမိပြီးတော့စကုဝိညာဉ်စိတ်ကလေးဘာကနေပေါ်လာတာသူမပါရင်ပေါ်လို့မရဘူးမျက်စိတော့ရှိတယ်မှိတ်ထားတယ်မျက်စိကိုလည်းဘာမှလာမထင်ဘူးဆိုမြင်သိစိတ်မပေါ်ဘူးပေါ့အဲ့တော့အပြင်ဘက်ကအာယုံတစ်ခုတည်းနဲ့လည်းမပေါ်ဘူးဒါကြောင့်မျက်စိနဲ့ရူပါယုံနှစ်ခုဆုံလိုက်တဲ့အခါမှာဒီနှစ်ခုဆုံမိမှုကိုအကြောင်းပြုပြီးမြင်သိစိတ်ပေါ်လာတာဒီလိုပြောလို့ရတယ် ဲ့တော့စီနဲ့တုတ်လို့ပဲပေါ့နော်ဒုက္ခပါနဲ့တူတယ်အာယုံနဲ့တူတယ်စီရဲ့မျက်နှာပြင်ကစကုပ္ပရာယုံနဲ့တူတယ်ဒုက္ခလေးစီမျက်နှာပြင်ပေါ်ကျလိုက်တာနဲ့တကယ်နဲ့တဲ့အတန်လေးပေါက်ဖွားမလာဘူးလားဒီတော့တုတ်ရဲ့အခန်းကဏ္ဍသိရတယ်ဒုက္ခဆိုတာအဲ့ဒီအရာကနေလာထိခိုက်သည့်အတွက်ကြောင့်အဲ့ဒီအတန်လေးပေါ်လာတယ်ဒီအတန်လေးဒီဒုက္ခမီဆွဲပြူပြီးပေါ်လာတယ်ပေါ့ဒါအာရမဏတတ္တိအာရမဏကြောင့်ပေါ်လာတဲ့စိတ်လေး ဆိုပြီးပန်းဝင်လေးကိုပြန်ကြည့်မယ်ဆိုရင်ပန်းအိုးထဲမှာပန်းပွင့်လေးတစ်ခွင်မျက်စိထဲမှာပန်းအာယုံပေါ်လာပြီးတက်တန်းဘလောက်ရှင်မလဲကြည့်နေမယ်ဆိုပန်းကလေးတစ်ခွင်တစ်ရက်ခန့်တဏီကိုမြင်ရမှာပေါ့နှစ်ရက်ခန့်နှစ်ရက်လုံးမြင်ရမယ်ဘာမှမပြောင်းလဲဘူးဒီလို ထင်ကောင်းထင်နိုင်မယ်အဘိဓမ္မာသဘောအရပြောမယ်ဆိုရင်မျက်စိမှာထင်လာတဲ့ပန်းဆိုတဲ့အစင်းအာယုံလေးရဲ့တက်တန်ကဘယ်လောက်ပဲရှိတဲ့တည်းဆို ရနားလည်လွယ်အောင်ပြောရမယ်ဆိုရင်သူ့ရဲ့သက်တမ်းဟာစိတ်16ချက်နဲ့ပဲညီးတယ်။ဆိုလိုတာဘာပြောတာလဲဆိုစက္ကန့်ပေါင်း52ချက်စိတ်တစ်ခုမှာစက္ကန့်3ခုနဲ့နမှုနာတော့တွက်ကြည့်။စိတ်16ခုဆိုစက္ကန့်ပေါင်း52စက္ကန့်ပေါ့။ဒီရစီရမှာလားထင်တဲ့အစင်းရူပါယုံရဲ့သက်တမ်းဒီ52စက္ကန့်52စက္ကန့်ကြာတယ်ဆိုလို့ပေါ့နော်။ဟိုအဲ့လောက်ကြီးကြာတယ်မဟုတ်ဘူး။အရင်ကတော့တွန်းနေ နားလည်လွယ်အောင်လို့စကန်လို့တင်စားလိုက်တာသာဖြစ်တယ်။အဲ့တော့ခန္ဓာငယ်50ခုပဲရှိတယ်။ရူပါယုံရတက်တန်ကအဲ့တော့ရှိတယ်။ရုပ်တက်ကရှိတယ်။စိတ်တက်ကတူတယ်။စကုဝိညာဉ်စိတ်ကအဲ့ဒီတက်တန်ရှိတဲ့ကာလပစ္စယုတ်ပံပစ္စုတ်ပံရူပါယုံကိုအာယုံပြုတယ်။အဲတဆက်ကံကနေ51ဒီတက်တန်အတွင်းကိုပစ္စုတ်ပံပေါ့။ဒါပိစုတ်ပံရူပါယုံကိုမြင်တာဒီ50စက္ကန့်စီသွားတာနဲ့တပြိုင်တည်းချုပ်သွားပြီမရှိတော့ ောက်ထပ်မြင်တာကတွေးပြီးတော့ကြည့်တာနောက်ကစိတ်ကနေပြန်ပြီးတော့ကြည့်တာပြန်တွေးကြည့်တဲ့အစဉ်အာယုံကတော့ concept စိတ်တဲကပြန်တွေးချက်ပေါ့အစဉ်မဟုတ်တော့ဘူးအစစ်ရဲ့တက်တန်းလေးကစိတ်16ချက်ခဏငယ်50တစ်ချက်ပဲရှိတယ်ပြီးတော့သူကချုပ်သွားပြီဒါပြန်ကြည့်ရင်ပြန်မြင်နေပေါ့နော်တခါမြင်တဲ့အစင်းရုပ်ရတက်တန်းကိုပြောတာနောက်တခါကြည့်နောက်ထပ်တက်တန်းမယံမနာကြည့်အဲ့တော့သူ့တက်တန်းတိုင်းဒီလိုပဲသွားနေမှာပေါ့ အဲ့တော့ဒီသဘာဝကိုအဘိဓမ္မာရသိရမယ်သို့တော့ဝိပဿနာဉာဏ်နဲ့မဒီအထီအောင်မြင်နိုင်တယ်ဒီလောက်လင်းလင်းမြန်မြန်ဖြတ်စည်းနေတဲ့ဆိုတာတွေကို နောက်တော့သဘောပေါက်လာနိုင်ပါတယ်အဲ့တော့သမာဓိကောင်းကောင်းရပြီးဝိပဿနာဉာဏ်တက်လာတဲ့ယောဂီတွေမှာဘယ်လိုထိအောင်ဖြစ်တယ်လဲလို့ဆိုလို့ရှိရင်ရတာတို့နာတာတို့ပေါ်လာတဲ့အခါတမန်ချင်းရတယ်တရဆက်ရနေတယ်ထင်ရတယ်မဟုတ်ဘူးအဲ့တော့ ရားတဲ့နေရာလေးကိုစိုက်ပြီးကြည့်လိုက်မယ်ဆိုဒီရားမှုလေးဟာပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတယ်။အဲ့တော့သွားကြိုက်တဲ့နေရာမှာလည်းအလိုပဲပေါ်လိုက်ပြောင်းလိုက်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မြတ်စွာဘုရားကရူပါယတဏ္ဏသက္ကုဝိညာဏဓာတုရာတန်သမြောက္ခာနိသဓမ္မနာအာရမဏပစ္စေနာပစ္စယောလို့သက္ကုဝိညာဉ်စိတ်ပေါ်ပေါ်လို့ဟောတာဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါတယ်ရှင်။ဘာမှ hey cô e we ma no này, ma này te mama e ma hu hu mama hu hu mama he ma này, e này ne te nai she nai sẽ she ko này no e do ya rai kulu e we ko mama ko mi cho ra mo ku shui bai u we u we hu hu cô ye ko tan chai má shui zin chỉ vì mama sa sa u we ko lu e we ko tan chai Mama sa sa da ra mo u vi go shui bai. Mama sa sa go lue vi go dan chai. Da ra mo go ye go ye. U ta nai mui go ta nai mui. Ma tin sa mo mama sa sa go ye go ye. Tu ya ra ma miam nye. Ma miam nye go shui nha go shui bai. Ma miam nye hu hu ma tin sa mo. Go smet. Go gong go bai. Go smet. Ma miam nye. Ma ပါအေးဆက်ဆိုပြီးတော့ဒီနေ့အားလုံးပဲ